1995ခုနှစ်မှာတောင်သက်သမားတယောက်တောထဲမှာပျောက်သွားခဲ့ရတာကနေတိရစ္ဆာန်တွေကနေတောင်ကုန်းအဖျားယောဂကူးသွားတယ်လို့ယူဆခဲ့ကြတယ်။အဲဒီဒေတာကရှေ့ကြတဲ့မျိုးနွယ်စုတွေကတော့အိုက်ယောဂကိုဝင်းမလီမျက်နှာယောဂလို့ခေါ်ကြတယ်။ဘာလို့ဆိုကူးစက်ခံရတဲ့သူကဝင်းမလီတစ်ပိုင်းလူတစ်ပိုင်းအဖြစ်ပြောင်းလဲသွားပြီးဆက်ရိုင်းဝင်လာလို့ဖြစ်ပါတယ်။ဇလန်ရဲ့အဆမှာတော့ဘလိတ်လို့ခေါ်တဲ့ဆယ်နှစ်ရွယ်ကောင်လေးတယောက်ကသူ့အဖေနဲ့သူတောထဲတနေရာမှာတားကောင်လိုက်နေခဲ့တယ်။ တောထဲမှာပွင့်နေတဲ့မှုတစ်မျိုးကိုတွေ့တော့ Blake ကကင်မဲလောက်တာနဲ့သူ့အဖေကအဲ့ဒီမှုကတေမင်းအိုးထုပ်မှုလို့ပြောပြီးရောင်လို့တောင်မကင်မှုတတိလှမ်းပေးလိုက်တယ်အဲ့ဒီချိန်မှာပဲတမင်တကောင်လာနေတဲ့အတန်ကြားတာနဲ့ blade ဖေလဲတနက်ရဲ့မှန်ဘလူးကနေသင်းတမင်ကိုပြစ်ဖို့အတွက်ချိန်ထားလိုက်ပြီးအနောက်ကသူ့သားကိုလှမ်းခေါ်လိုက်တယ်။ဒါပေမဲ့လဲ blade ကတော့သူ့အနောက်မှာရှိမနေပဲတယောက်ထဲတနက်တလက်နဲ့အမဲလိုက်နေခဲ့ပါတယ်။ ဘလိတ်လည်းတားကောင်ကိုတနက်ပြောင်းတဲ့ချိန်မီလိုက်ရှာနေတော့ထူးဆန်းတဲ့လူပုံစံအကောင်တကောင်မတက်ရက်နေတာကိုမြင်လိုက်ရတာမို့အံ့ဩသွားခဲ့တယ်။ဒါနဲ့နောက်တစ်ခေါက်သေးကြအောင်ပြန်ပြီးကြည့်လိုက်တော့အဲ့ဒီကောင်ကြီးကိုမတွေ့ရတော့ပဲကြောက်စရာကောင်းတဲ့အတန်ကြီးတတန်ကိုသာသူ့ပတ်လည်မှာကြားနေရတယ်။ဒါကြောင့်သူလဲကြောက်တာနဲ့ခြေလန်းကိုအနောက်တဖြည်းဖြည်းဆုပ်သွားပြီးဘေးပတ်လဲကိုသတိနဲ့လိုက်ရှာနေတော့မှပဲရုတ်တရက်ဆိုသလိုသူ့အဖေရောက်လာပြီးသူ့ကိုဆွဲရမ်းလိုက်တာမို့ဘလိတ်လဲလှန့်သွားခဲ့တယ် ဘလိတ်ဖေကတော့သူ့အနားမှာမနေပဲတယောက်တည်းထွက်သွားတဲ့သူ့သားကိုစူနေခဲ့ပြီးအဲ့ဒီအချိန်မှာခੁနာကကြားရတဲ့သတ္တဝါတကောင်ရဲ့အတန်ကိုကြားလိုက်ရတာမို့ချက်ချင်းဆိုသလိုသူ့သားကိုအနီးမှာရှိတဲ့လင်းစင်ပေါ်ကိုတက်ခိုင်းလိုက်တယ်။အဲ့နောက်တော့သူ့လည်းအနောက်ကနေမြ мян ပြေးတက်လာပြီးလင်းစင်တကားကိုပိတ်လို့သူ့သားကိုလည်းနားပိတ်ခိုင်းထားပြီးသူတို့စီလာနေတဲ့သတ္တဝါကောင်ကိုတနက်နဲ့ပြစ်ဖို့အတွက်အစဉ်သစ်ချိန်ထားခဲ့တယ်။အဲ့ဒီမှာပဲလှေကားကနေတယောက်ယောက်တက်လာပြီးမှပြန်ဆင်းသွားတာမို့သူ့လည်းလင်းစင်ပေါ်မှာမတက်ရက်ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်လို့တနက်နဲ့ချိန်ထားလိုက်တယ်။ အဲ့ဒီအချိန်မြင်ကွင်းမှာအကောင်တကောင်ပေါ်လာတာနဲ့ blade ဖေလည်းတနတ်နဲ့တစ်ချက်တည်းပြစ်တက်လိုက်ပြီး blade ကိုလည်းဒီတော်ထဲမှာဝုန်းဝင်နေများတာမို့တတိထားလို့ပြောပါတယ်အဲ့ဒီနောက်မှာတော့အိမ်ပြန်လာခဲ့ကြပြီး blade ဖေကလူတယောက်နဲ့သူဒီနေ့တွေ့ခဲ့တဲ့အကောင်ကြောင်းကိုစကားပြောနေကြပြီးတစ်ဖက်လူကဝင်းပလီမျက်နှာနဲ့လူလာလို့မေးတော့ blade ဖေကလည်းမငြင်းပဲအဲ့ဒီကောင်ကိုတွေ့အောင်ရှာရမယ်လို့ပြန်ပြောခဲ့တယ်ဒါကိုအနောက်မှာရောက်နေတဲ့ blade ကကြားသွားခဲ့ပါတယ် ဒီအဖြစ်ပြက်တွေဖြစ်ပြီးအနှစ်20ကြာတဲ့အချိန်မှာတော့ Blaze ဆိုတဲ့ကောင်လေးကတမိတယောက်ရှိတဲ့အိမ်ထောင်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေခဲ့ပြီးသူမိမစီကလည်းသူ့အဖေသေသွားပြီဆိုတဲ့တရားဝင်အသိပေးစာကိုလက်ခံရရှိခဲ့ပါတယ်ဒါကြောင့်နောက်ရက်မှာတော့ Blake ကသူ့အဖေနေခဲ့တဲ့တောထဲကအိမ်စီသွားပြီးသူ့အဖေရဲ့ပစ္စည်းတွေသွားယူမယ်လို့သူမိန်းမကိုပြောပြီးအတူလိုက်ခဲ့ဖို့ခေါ်တယ် ဒါနဲ့ဘလိတ်တို့မိသားစု၃ယောက်လည်းသူ့အဖေနေခဲ့တဲ့တောအုပ်စီကိုခရီးထွက်လာကြပြီးတောထဲမှာလမ်းပြောင်းနေခဲ့ကြပါတယ်။ဒါနဲ့ကားကိုတနေရာမှာရပ်လိုက်ပြီးမြေပုံကိုကြည့်မယ်အလုံးမှာတော့သူ့သမီးလေးချင်းကြကတစ်ပင်အိမ်ပေါ်မှာကြောပိပိရပ်နေတဲ့လူတယောက်ကိုလှမ်းမြင်လိုက်တယ်။အဲ့ဒီမှာပဲအဲ့လူကသူ့တို့ကိုမြင်သွားပြီးသူတို့စီရှောက်လာတာမို့ဗိမ့်မိမ့်မှချားလော့တီကအဲ့လူလက်မှာကင်လာတဲ့တနတ်ကိုမြင်တာနဲ့သူတို့ကိုအန္တရာယ်ပြုမှာဆိုပြီးမထိတ်တာမလန့်တာဖြစ်နေခဲ့တယ်။ ဒါကြောင့်တွားချဆိုလို့ပြောပေမဲ့ဘလိတ်ကတော့ဘာမှမဖြစ်ပါဘူးလို့ပြောပြီးကားမှန်ကိုချလို့သူတို့လမ်းပြောင်းနေတဲ့အကြောင်းပြောပြီးသူ့အဖေရဲ့အိမ်ကိုလမ်းညွန်ခိုင်းတယ်။သူ့အဖေနမဲ့ကိုကြားတော့အဲ့လူကသူကအိမ်နီးချင်းတယောက်ရဲ့သားဒဲရက်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ဘလိတ်ကိုလည်းသိတယ်ပြောတာနဲ့ဘလိတ်လည်းသိချင်အောင်ဆောင်းလိုက်ရတော့တယ်။ဒါနဲ့လမ်းကိစ္စထပ်မေးလိုက်တော့ဒဲရက်က "तू လိုက်ပို့မယ်"ဆိုတာနဲ့ဘလိတ်မိန်းမကလည်းမလိုက်စေချင်တာနဲ့ဒီတိုင်းလမ်းမဲ့ပြော့ပြခိုင်းလိုက်ပါလားလို့ဘလိတ်ကိုပြောတယ်။ ဒါပေမဲ့လည်းဒဲရက်ကကားတကားကိုလာဖွင့်တာမို့အာနာရာနဲ့ဘာမှမပြောဘဲကားပေါ်အတက်ခံလာရတော့တယ်။အဲ့နောက်ကားကိုဆက်မောင်းလာရကနေညာဘက်ကိုရောက်လာကြပြီးလမ်းကလည်းမောင်းနေတာမို့တတိထားပြီးမောင်းနေတော့ဘေးကဒဲရက်ကစကားတွေပြောနေတာနဲ့သူတို့လည်းစကားပြန်ပြောနေကြကြတယ်။အဲ့ဒီချိန်မှာပဲကားရှိမှလူတယောက်ရက်နေတာနဲ့ဘလိတ်လည်းကားရဲ့ brake ကိုဖိအုပ်လိုက်ပြီးရှောင်လိုက်ရကနေကားကတခြားလမ်းစီကိုဒရက်ဂျန်နဲ့မောင်းသွားပြီးတပစ်တွေကိုဝင်တိုက်လို့တနည်းအားမရက်သွားခဲ့တယ် ဒါပေမဲ့လည်းရက်သွားယုံနဲ့မပြီးပဲကားကအမြင့်တနေရာမှာစောင်းစောင်းလေးတင်နေတာမို့ကားထဲကလူတွေလည်းကြောက်လန့်နေကြပြီအဲ့ဒီအချိန်ဒေဗက်ကကားဘေးတကားကိုဖွင့်လိုက်တာမို့အောက်ဘက်ကိုပြုတ်ကျသွားတာကြောင့်အခြေအနေကပိုဆိုးသွားတော့တယ်ဒါနဲ့ဘလိတ်လည်းသူ့မိသားစုတွေကိုဒီကားထဲကနေထွက်ရမယ်လို့ပြောပြီးသူ့သမီးနဲ့မိန်းမကိုကားခေါက်မို့ပေါ်ရအောင်သွားခိုင်းလိုက်တယ် နှစ်ယောက်လုံးကားခေါက်မိုးပေါ်ရောက်သွားချိန်မှာတော့ blade တယောက်ထဲကားထဲမှာကျန်နေခဲ့ပြီတစ်ဖက်က direct ဖွင့်သွားလို့ပွင့်နေတဲ့နောက်ကြီးမှန်တဲ့ကနေအကောင်တစ်ကောင်ကိုမြင်လိုက်ရတာမို့ blade လဲကားမှန်ကိုအတင်းဆွဲပိတ်လိုက်တယ်အဲ့ဒီချိန်မှာပဲအဲ့ဒီကောင်ကဝုန်းခနဲရောက်လာပြီးကားမှန်တွေကွဲသွားအောင်အထိ blade ကိုတိုက်ခိုက်လိုက်တာမို့ blade လဲလက်မှာဒဏ်ရာရသွားခဲ့တယ်အဲ့ဒါအပြင်အဲ့ဒီကောင်ကြီးက direct ကိုတတ်ပြီးတရွတ်တိုက်ဆွဲခေါ်သွားတာမို့ blade လဲကားထဲကနေအမြန်ထွက်ပြီးသူ့မိမနဲ့တမီးရှိနေတဲ့ကားခေါင်မိုးပေါ်ကိုတတ်လာလို့အဲ့ဒီကနေမှတဆင့်သူ့အဖေနေခဲ့တဲ့အိမ်ကြီးစီကိုလမ်းလျှောက်လာခဲ့ကြတယ် အိမ်ရှိရောက်ချိန်မှာတော့သူတို့နောက်ကနေလိုက်လာတဲ့တိရစ္ဆာန်တကောင်ရဲ့ကြောက်စရာကောင်းတဲ့အတန်ကိုကြားလိုက်ရတာမို့ဘလိတ်တို့သုံးယောက်လည်းအိမ်ကြီးတဲ့ကိုအမြန်ပြေးဝင်လိုက်ကြပြီးတကားကိုလည်းအမြန်ပိတ်လိုက်ကြတယ်။ဒါပေမဲ့လည်းအကောင်ကြီးကအိမ်တကားကိုတဒုံဒုံနဲ့ထုနေတာမို့ဘလိတ်လည်းဂျင်ဂျာနဲ့ချာလော့တီကိုတကားနဲ့ဝေးရကိုပို့လိုက်ပြီးသူကတော့တကားကိုအပြင်ကအကောင်ဝင်လာလို့မြအောင်သူအားရှိသမျှနဲ့တွန်းထားတယ်။ အဲ့ဒီတော့မှအကောင်ကြီးလဲဝင်လို့မရတာနဲ့ပြန်ထွက်သွားပြီးဘလိတ်လဲတကားရှိကနေခွာလို့မှောင်မဲနေတဲ့အိမ်ကြီးကိုမီးလင်းရအောင်မိန်ခလုတ်ကိုလိုက်ရှာပြီးမိန်ပြန်တင်လိုက်တယ်။အဲ့နောက်တော့အိမ်ထဲကိုပြန်ဝင်လာပြီးသူ့သမီးလေးကသူ့ကိုတွေ့တာနဲ့ပွေးဖက်လို့အိမ်ပြန်ခြင်းနဲ့ကြီးပြောနေတာနဲ့ဘလိတ်လဲအိမ်ပြန်ဖို့ဆိုရင်မနက်မိုးလေးမှပြန်လို့ရမယ်လို့ပြောပြီးသူ့သမီးကိုအိမ်ရာဝင်ခိုင်းတော့တယ်။ သူသမီးလေးအိပ်ပျော်သွားတဲ့အထိမိမရှိနေပေးခဲ့ပြီခဏကြာမှတော့ထားမယ်အလုပ်မှာပဲဂျင်ဂျာလေးကနိုးလာပြီသူ့အဖေကိုဘယ်မှမသွားဘူးပြောတာနဲ့ဘလိတ်လည်းသူသမီးလေးကိုသူရှိပါတယ်လို့မကြောက်တော့အောင်စကားလေးတွေနဲ့အာယုံလွှဲပေးလိုက်ပြီးထွက်လာခဲ့တယ်သူမိမကိုတွေ့တော့ဘလိတ်လဲဒီတညတော့လုံကြုံအောင်ရှေ့တကားကိုပိတ်ထားဖို့လုပ်မယ်လို့ပြောတာနဲ့သူမိမကသူတို့နောက်ကိုလိုက်နေတဲ့အကောင်ကြီးကဘာလဲလို့ဘလိတ်ကိုမေးတယ်ဒါနဲ့ဘလိတ်လဲကြားရတဲ့အတန်ကတော့တိတ်ဆန်အတန်ပဲပုံစံကတော့လူလိုပဲမတက်ရက်နေတာပဲလို့ပြောပြီးထွက်သွားလို့ ဗီဒီယိုကြီးတစ်ခုကိုယူလာပြီးအထဲကိုလွယ်လွယ်နဲ့ဝင်လို့မရအောင်တကားရှိမှာပိတ်ချထားလိုက်တယ်။အဲနောက်တော့ဒီညကိုဒီတိုင်းကြီးပဲနေလို့မဖြစ်တာမို့သူတို့အကူအညီတော့တောင်းရမယ်ဆိုပြီးအင်ကြီးတဲကနေအပြင်ကိုဆက်သွယ်လို့ရတဲ့ရေဒီယိုဆုပ်လေးတစ်ခုကိုရှာလိုက်ကြတယ်။တွေးတာနဲ့ Blake ကရေဒီယိုကနေတစ်ဆင့်အပြင်ကိုလှမ်းဆက်သွယ်လိုက်ပြီးသူတို့အကူအညီလိုတဲ့အကြောင်းပြောပြမိမယ်။ line ကမမိတာမို့တစ်ဖက်ကပြန်ထိုးတဲ့တန်ကိုမကြားပဲထူးဆန်းတဲ့အနံ့သမျိုးကိုသာရနေခဲ့တယ်။ဒါနဲ့ Blake လည်းအနမ်းရတဲ့အခန်းတကားကိုဖွင့်ကြည့်လိုက်တော့သူ့အဖေထားခဲ့တဲ့တိရစ္ဆာန်တွေရဲ့အသားအချောက်ကိုတွေ့လိုက်ရပြီးချက်ချင်းဆိုသ လို့ပဲအရသာယူမိကြည့်လိုက်တယ်။ဒါပေမဲ့လည်းဗဇတ်ထဲမှာတခုခုကိုခံစားမိတာနဲ့ထွေးထုတ်ကြည့်လိုက်တော့သွေးတွေပေနေတဲ့သူ့ရဲ့သွားတစ်ချောင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ဒါကြောင့်ချက်ချင်းဆိုလိုပဲသူ့မိမကစေးသက်တာကိုတွားယူလိုက်ပြီးကျိုးနေတဲ့တွားနေရကိုထည့်ဖို့အတွက်ဂွန်းတစ်ခုထုတ်ပေးလိုက်တယ်။ဒါနဲ့ Blade လည်းအဲ့ဒီဂွန်းကိုဗစက်ထဲမှာထိုးထည့်နေတော့ Blade လက်မှာဒဏ်ရာရထားတာကိုသူ့မိမကမြင်သွားပြီးစိုးရိမ်သွားတာကြောင့် Blade ကိုအပေါ်အင်းကြီးချုပ်ခိုင်းလို့ဆေးထည့်ပေးဖို့လုပ်တယ်။အဲ့ဒီမှာလက်တစ်ခုလုံးသွေးတွေပေးနေတာနဲ့ Charlotte ဒီလည်းအရက်ပြန်တပလင်းကိုယူလိုက်ပြီးဒဏ်ရာပေါ်ကိုအရက်ပြန်တွေလောင်းချနေတော့တယ် ဘလိတ်ကတော့ဒီတန်ရာကိုကားမတော်ကရခဲ့တယ်ကားမှန်ရှားတာလို့ပြောနေပေမဲ့ချားလော့တီကတော့မှန်ရှားတာနဲ့မတူဘူးလို့ပြောပြီးပတ်တီးပတ်ပေးနေခဲ့ပါတယ်အဲဒီနောက်တော့သူမိမကိုရေဒီယိုနဲ့ဆက်အကူအညီတောင်းဖို့ပြောခဲ့ပြီးသူကတော့ဒီညလုံကြုံအောင်အိမ်ရဲ့တကားပေါက်ရှိမှပြင်ပြတစ်ချက်ခံပြီးတန်နဲ့ရိုက်နေခဲ့တယ် အဲ့ဒီချိန်မှာပဲလက်ထဲမှာကင်ထားတဲ့သူကသူ့ရဲ့လက်ကိုလက်ချော်ရိုက်မိသွားတာကြောင့်သွေးတွေထွက်လာတာနဲ့ချက်ချင်းပဲဘေးစင်မှာရေသွားစေနေတော့တယ်။အဲ့ဒီမှာပဲသူ့နားထဲမှာအတန်တန်ကြားတာနဲ့အတန်လာတဲ့အိမ်ပေါ်ထက်ကိုတက်ကြည့်တော့အခန်းတစ်ခုထဲမှာပင်းကူတကောင်တွားတွားတွားနေတာကိုမြင်လိုက်ရပြီ။ဘာကြောင့်မှမသိအိုက်မြင်ခွင့်ကြောင့်သူ့တကူလုံးပြိုးတက်လာပြီ။တကူလုံးမူးနောက်လို့ထူးထူးဆန်းဆန်းတွေခံစားလာခဲ့ရတယ်။ အဲ့ဒီနောက်တော့ကိုကိုကိုပြန်ထိမ့်ပြီအိမ်အောက်ထပ်ကိုပြန်ဆင်းလာလို့သူမိမရှိရဲ့စီရောက်လာတဲ့အချိန်အကောင်ကြီးရဲ့အတန်ကြားတာနဲ့ဘလိတ်လဲတိုးတိုးနေလို့ပြောလိုက်ပြီးတူးလက်ထက်ကတူနဲ့အတန်လာတဲ့အိမ်နောက်ဘက်တကားစီကိုတတိထားပြီးရှောက်လာခဲ့တယ်သူမိမလည်းအနောက်ကနေလိုက်လာပြီးတကားရှိကိုရောက်တဲ့အချိန်မှာတော့အပေါ်ဘက်ကလက်ကင်ကိုမဲပြီးကြည့်နေတဲ့ဘလိတ်ကို အောက်ဘက်ခွေးတူပေါက်ကနေအကောင်ကြီးရဲ့လက်ကလှမ်းဆွဲလိုက်တာမို့ blade လည်းအောက်ကိုလဲကျသွားပြီးတူလည်းလွတ်ကျသွားခဲ့တယ်။အကောင်ကြီးကလည်းသူ့ကိုအသေးရရအရှင်ရရဆွဲနေတာမို့ blade လည်းအတင်းယုံပြီးပြုတ်ကျသွားတဲ့တူကိုလှမ်းယူဖို့လုပ်နေတာနဲ့သူ့မိမကကြောက်ကြောက်နဲ့တူကိုကောက်ကင်လိုက်ပြီး blade ကိုဆွဲနေတဲ့အကောင်ကြီးရဲ့လက်ကိုတူနဲ့ထုပစ်လိုက်တယ်။အဲ့တော့မှအကောင်ကြီးလည်း blade ကိုလှုပ်ပြီးထွက်ပြေးသွားသလို blade လည်းကြောက်လန့်ပြီးတခဏတော့မှေးကနေအိပ်ပျော်သွားခဲ့တယ်။ ဲ့ရကနိုးလာချိန်မှာတော့သူ့မိမကရေဒီယိုကနေတဆင်ဘလိတ်နေမကောင်းဖြစ်နေလို့သူတို့အေးတကြီးအကူအညီလိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေကိုငုံငုံယိုယိုနဲ့ပြောနေခဲ့ပါတယ်အဲ့ဒါအပြင်ကမှဘလိတ်ကိုတိရိစ္ဆာန်တကောင်ကောင်ကကြိုက်သွားတာမို့အခုဘလိတ်လည်းအဲ့ဒီတိရိစ္ဆာန်ပုံစံဖြစ်နေပြီဆိုတဲ့အကြောင်းနဲ့အခုစကားပါမပြောနိုင်တော့ဘူးဆိုတာတွေပါစတိုက်ပြောပြပြီးအကူအညီတောင်းနေခဲ့တယ် အဲ့ဒါပြီးတော့အနောက်ကိုလှဲ့มาပဲဘလိတ်ကိုမြင်တာနဲ့လန့်သွားခဲ့ပြီဘလိတ်ကတော့သူ့မိမကိုကြောင်ကြည့်နေခဲ့ပါတယ်ဘလိတ်မျက်နှာမှာတော့ပုံမှန်နဲ့မတူတဲ့ချစ်ရတွေရှိပြီအဲ့ရတဲ့လဲချိန်မှာတော့သူ့ကောင်းကစပင်တွေကတိတိတသာကျွတ်နေခဲ့တယ်ဘလိတ်တရားတိတ်ဆန်တကောင်လိုဖြစ်နေပြီစကားမပြောနိုင်တော့တာနဲ့သူ့မိမကသူ့ရေးချင်တာရေးလို့ရအောင်စာရွက်နဲ့ဖော်ပြယူလာပေးတယ် ်ဒါနဲ့ဘလိတ်လဲသူတည်တော့မယ်ဆိုပြီးစာရွက်ပေါ်မှာရေးပြတော့သူမိမကမတည်ပါဘူးလို့အားပေးစကားပြောနေခဲ့ပြီအဲ့ဒီချိန်မှာပဲသူသမီးလေးရောက်လာပြီးဖေဖေဘာဖြစ်တာလဲလို့မေးတာနဲ့အမေဖြစ်သူကဒီတိုင်းနေမကောင်းဖြစ်တာပါလို့ပြောပြီးတခြားခန်းကိုသွားနေဖို့ပြောတယ်ဂျင်ဂျာထွက်သွားချိန်မှာပဲဘလိတ်လက်ကနေတွေးတွေထွက်လာပြီးကြည့်ကြည့်လိုက်တော့လက်တစ်ခုလုံးလူလက်နဲ့မတူပဲပုံနေတဲ့ပုံစံဖြစ်နေတာကိုမြင်လိုက်ရပြီး စီးပီးထားတဲ့ပတ်တီးဖြူတွေကလည်းအနီအောင်ဖြစ်ကိုပြောင်းနေကြတော့တယ်မိမဖြစ်သူလည်းမယုံနိုင်လောက်အောင်ဖြစ်နေတော့မှာပဲဘလိတ်ကထထွက်သွားပြီသူ့လက်ကိုသူအားရပါရကိုက်စားနေတာမို့အဲ့ဒါကိုမြင်လိုက်ရတဲ့မိမဖြစ်သူလည်းမယုံနိုင်လောက်အောင်ဖြစ်နေတော့တယ်အဲ့နောက်မှာတော့မိမဖြစ်သူလည်းဒီတော်ထဲကနေထွက်သွားလို့ရအောင်ကားတော့ကိုလိုက်ရှာပြီးဘလိတ်နဲ့သူ့သမီးလေးကိုအိမ်ထဲကနေခေါ်ထုတ်ခဲ့တယ်ကားဆန်နိုးပြီးထွက်မဲ့ချိန်မှာပဲသူတို့ရှိတက်တက်မှာအကောင်ကြီးတစ်ကောင်ရောက်နေပြီကားမှန်ကိုခွဲလို့လက်ကိုအတင်းထိုးဝင်ပြီးစတီးယာတိုင်ကိုဆွဲဖြုတ်သွားခဲ့တယ် ဒါနဲ့သူတို့လည်းကားပေါ်မှာဆက်မနေနိုင်တော့ပဲတီးနံမိတွေကိုအုပ်ထားတယ်မိုးကပေါ်ကိုလှေကားနဲ့ထောင်တက်လာခဲ့ပြီးအကောင်ကြီးကလည်းလေးဘက်ထောက်အနေထားနဲ့သူတို့နောက်ကနေလိုက်လာတော့တယ်အပေါ်ကိုရောက်တာနဲ့ဘလိတ်ကလှေကားကိုတင်လိုက်တာမို့အကောင်ကြီးကအပေါ်ကိုမတတ်နိုင်တော့တာနဲ့အောက်ကနေမိုးကတွေကိုသူ့ရဲ့လက်သေးတွေနဲ့ထိုးခွဲပြီးဖျဲနေခဲ့တယ် ဒါကြောင့်ဂျင်ဂျာလဲမိုးကအပြဲတွေကြားကနေအောက်ကိုခြေလျှော်ပြီးပြုတ်ကြမလို့ဖြစ်သွားတာနဲ့ဘလိတ်တို့နှစ်ယောက်ကအပေါ်ကိုပြန်ဆွဲတင်လိုက်ကြပြီးအကောင်ကြီးကတိုက်ခိုက်ဖို့ပြေးလာချိန်မှာပဲအပေါ်ကိုအချိန်မီရောက်သွားခဲ့တယ်။ဘလိတ်လည်းအတက်အနဲ့ရှိတာမို့အင်ကြီးစီကိုလက်ညှိုးထိုးပြပြီးသူကတော့အကောင်ကြီးကိုတစ်ဖက်လမ်းကနေမျှားခေါ်ဖို့အတွက်ထွက်ပြေးသွားခဲ့တယ်။ဒါနဲ့ဘလိတ်မိမလည်းဂျင်ဂျာကိုခေါ်ပြီးအိမ်ထဲအမြန်ဆွဲခေါ်သွားခဲ့တာမို့အဖေကိုချစ်တဲ့ဂျင်ဂျာကသူ့အဖေကိုဘာလို့အပြစ်မှာထားခဲ့တာလဲဆိုပြီးအပြစ်တင်တဲ့ပုံစံနဲ့မေးနေတာနဲ့ အမေဖြစ်သူလဲ Blake ကသူတို့လွတ်အောင်ကာကွယ်ပေးခဲ့တာလို့ဂျင်ဂျာကိုစူပြီးပြောပြနေခဲ့တယ်။အဲ့ဒီမှာပဲအပြင်ဘက်ကနေတိတ်ဆန်တကောင်ရဲ့အတန်ကိုကြားတာနဲ့သူတို့လည်းထိတ်လန့်သွားကြပြီးအပြင်ကိုကြီးလိုက်တော့ Blake ဖြစ်နေတာနဲ့သူမိမ့်မလဲတကားကိုဖွင့်ပေးလိုက်တယ်။ အခုတစ်ခေါက်မှာတော့ Blake ကလူပုံစံလုံးဝပျောက်သွားခဲ့ပြီ။သဘင်တွေလည်းမရှိတော့သလိုသွားတွေကပါလူသွားနဲ့မတူတော့တာကြောင့်သူ့သမီးလေးကကြောက်ကြောက်နဲ့စိတ်ပူပြီး Blake ရဲ့နှစ်ဖူးကိုသွားဆန်းခဲ့တယ်။အဲ့ဒီချိန်မှာပဲ Blake ရဲ့ကိုယ်ထဲကနေတွေးတွေအန်ချလာတာမို့ဂျင်ဂျာလည်းလန့်သွားပြီးအော်ဟစ်လိုက်တာမို့အမေဖြစ်သူလည်းဂျင်ဂျာကိုအနောက်ကိုအမြန်ဆုပ်ခိုင်းလိုက်ရတယ်။အဲ့ဒီမှာပဲ Blake ကပြေးလာပြီးသူ့မိန်းမကိုတိုက်ခိုက်ဖို့လုပ်တဲ့အချိန်သူ့သမီးလေးရဲ့အဖေလို့ခေါ်တဲ့အတန်ကိုကြားပြီးအသိစိတ်ပြန်ဝင်လာတာမို့ အပြင်ကိုထွက်သွားမဲ့လုံချိန်မှာပဲအရင်ကတည်းကရှိနေခဲ့တဲ့အကောင်ကြီးကအိမ်ထဲကိုဝင်လာပြီးဘလိတ်ကိုအုပ်မိုးလို့တိုက်ခိုက်တော့တယ်။ဒါကြောင့်မိမဖြစ်သူလည်းတိုက်ခိုက်နေတဲ့သူကိုနောက်ကနေဓာတ်နဲ့ထိုးချလိုက်တာကြောင့်အဲ့လူလည်းမိမဖြစ်သူဘက်ကိုမဲကျသွားတာနဲ့သူလည်းသူ့သမီးလေးကိုခေါ်ပြီးအခန်းတစ်ခုထဲလုံခြုံအောင်ထည့်လိုက်တယ်။အဲ့နောက်မှာတော့သူကဘာမှမသိတဲ့အကောင်ကြီးကိုရင်ဆိုင်မှုလုပ်တဲ့အချိန်ဘလိတ်ကရှေ့ကနေဝင်လာပြီးတိုက်ခိုက်တာနဲ့အဲ့ဒီအကောင်ကြီးလည်းဘလိတ်ကိုသတိမေ့သွားအောင်ထိုးလွှတ်လိုက်တော့တယ်။ အဲ့ဒါပြီးတော့ blade ကိုတရွတ်တိုက်ဆွဲခေါ်သွားဖို့လုပ်တာနဲ့မိမဖြစ်သူကလက်ထဲမှာကင်ထားတဲ့ဓာတ်နဲ့အဲ့လူကိုဝင်တိုက်ခိုက်တော့တယ် ဒါကြောင့်အကောင်ကြီးလဲဘလိတ်ကိုချထားလိုက်ပြီးမိမဖြစ်သူကိုပြန်တိုက်ခိုင်းမဲ့အချိန်ဘလိတ်ကခုံအုပ်လိုက်ပြီးအဲဒီကောင်ရဲ့လက်ဘင်းကိုကိုက်လွတ်လိုက်တာမို့သွေးတွေထွက်ပြီးအိမ်ထဲမှာတေးသွားခဲ့တယ်လို့ဘလိတ်ကိုယ်တိုင်လဲလုံးဝပုံစံပြောင်းတော့မှာမို့အိမ်ပြင်ဘက်ကိုအမြန်ထွက်သွားခဲ့တယ်။အပြင်ရောက်ရောက်ချင်းမှာပဲကြောက်စရာကောင်းတဲ့ပုံစံအဖြစ်လုံးဝပြောင်းလဲသွားပြီးအသီးစိတ်လဲပျောက်သွားတာမို့သူ့မိမကိုတိုက်ခိုက်ဖို့အတွက်အိမ်ကြီးစီကိုပြန်လာခဲ့တယ်။အဲဒီနောက်တော့အိမ်တစ်ခုလုံးမီးပြတ်သွားတာမို့ဂျင်ဂျာနဲ့သူ့အမေလဲထိတ်ထိတ်လန့်လန့်နဲ့လှုပ်ရှားနေရပြီး အဲ့ဒီအချိန်ဘယ်ကဘယ်အချိန်ဝင်လာမှန်းမသိတဲ့ Blake ကအแทးကိုရောက်နေပြီးသူသမီးလေးကိုထိဖို့လုပ်တာနဲ့အမေဖြစ်သူက Blake ရဲ့လက်ကိုဓာတ်နဲ့ဖျက်ပစ်လိုက်တယ်။ Blake လည်းဓာတ်စာမိပြီးဘာမှပြန်မလုပ်နိုင်တဲ့အချိန်ဂျင်ဂျာနဲ့သူ့အမေလည်းအိမ်ပြင်ဘက်ကိုထွက်ပြေးလာကြပြီးဂိုရောင်တစ်ခုတည်းကိုအ мян ဝင်ပုန်းလိုက်ကြတယ်။ဂိုရောင်ထဲမှာတော့ထောင်ချောက်လိုအရာတစ်ခုနဲ့တန်ကြိုးကြီးတစ်ခုကိုတွေ့တာနဲ့ချိတ်ဆက်လိုက်ပြီးအပြင်ဘက်ကနေတကားကိုစောင်းမှွင့်ပြီးဝင်လာတဲ့ Blake လည်းအဲ့ဒါကိုမမြင်ဘဲသူ့မိန်းမကိုတိုက်ခိုက်ဖို့လုပ်တာနဲ့ထောင်ချောက်ကိုတနင်းမိသွားပြီး တန်ကျိုးကပါသူ့ကိုဆွဲထားတော့တယ်။ဒါကြောင့်ဂျင်ဂျာနဲ့သူ့မိန်းမထွက်ပြေးသွားတဲ့အချိန်နောက်ကနေဆက်မလိုက်နိုင်တော့တာကြောင့်သူ့ခြေထောက်ကိုသူအရင်ကနေဖြတ်ပစ်လိုက်ပြီးလေးဘက်ကုန်းအနေထားနဲ့ဂျင်ဂျာတို့နောက်ကနေပြေးလိုက်လာတယ်။ဂျင်ဂျာနဲ့သူ့အမေလည်းကြောက်လန့်တကြီးနဲ့ပြေးလာရကနေတော်ထဲကိုရောက်လာကြပြီးတော်ထဲမှာလည်းလက်ပြတ်တွေနဲ့တနတ်တလက်ကိုတွေ့တာနဲ့တနတ်ကိုကောက်ကင်လိုက်ပြီးမြင်ရတဲ့အနီးကလင်းစင်ပေါ်ကိုအမြန်ပြေးတက်ခဲ့ကြရတယ်။ လင်းစင်ပေါ်အထိ blade ကတက်လာတာမို့မိမဖြစ်သူလဲတနတ်ကိုပြစ်ဖို့အတွက်အစင်သိပြင်ထားပြီးအဲ့ဒီအချိန် blade နဲ့ဂျင်ဂျာတို့ကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ထဲကနေစကားပြောနေကြကြတယ်။ဒါကြောင့်ဂျင်ဂျာကသူ့အဖေစိတ်ထဲမှာဖြစ်စေချင်တဲ့စကားကိုသူ့အမေကိုပြောပြလိုက်တယ်။အဲ့ဒါကတော့ blade ကသူ့ကိုအဆုံးသတ်ပေးဖို့တောင်းဆိုနေတာမို့မိမဖြစ်သူလဲ blade ကိုနာနာချင်းချင်းနဲ့ပဲတနတ်နဲ့ပြစ်ပြီးအဆုံးသတ်ပေးလိုက်ရတယ်။ အဲ့နောက်တော့ဂျင်ဂျာနဲ့သူ့အမေလည်းလင်းစင်အောက်ကိုဆင်းလာကြပြီးလင်းစင်အောက်မှာမျက်လုံးကြီးဖွင့်ပြီးတည်နေတဲ့ Blake ကိုတွေ့တော့သူတို့တက်တွေဝမ်းထဲကုန်ကြပြီး Blake ရဲ့ပွင့်နေတဲ့မျက်လုံးကိုပိတ်ပြီးလိုက်ပြီးဇလန်းလေးလည်းပြီးသွားခဲ့တယ်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။